ဒီ generation မှာအကလူကပြောရရင်တကယ်လူတော်တယောက်ပါဟုတ်အဲ့လိုဆိုတော့အဲအများကြီးဝမ်းနေပါရဲ့အားလုံးလည်းအတူတူဟုတ်ပါတင်ယူကြတာနေတဲ့ငရောက high school kid ကျောင်းတော်ရင်းနဲ့ music salon อยู่နေ high school တရင်ကြားတဲ့ချိန်မှာကျွန်တော်ကျွန်တော်ကိုကျွန်တော်အများကြီးပြန်ပြီးတော့တွေးပြတဲ့ပိုင်းရရှိတယ်။ तू ဒီ system တွေကသူလွံ့မြောက်ခြင်းနဲ့ဆိုရဲဟာလေတကယ်လွံ့မြောက်သွားရင်လေလွံ့မြောက်သွားပါသေးလို့ဆူတောင်းပေးပါဟုတ် like punch you load you like live you know your truth resource a different one we gonna light or jam ya ti ba ဒီငါနဲ့လောက်တော့ရှိမှထင်တယ်အဲ့ဒါပြီးတော့မှလာဒီ vacation တွေပါဖြစ်လာခဲ့တာပေါ့ဟုတ် vacation တော့ music video ကတော့အာလာဖို့ရှိရင်လည်းရှိမယ်ရှိမှာပါ feeling see me and kiss it you are about to play အာဒီနေ့ကတော့ကျွန်တော်တို့ရွှေလျံထက်အဒီစိန်ဆိုင်ဖွင့်ပွဲရဲ့ဒုတိယနေ့ပေါ့နော်ဟုတ်အဲကျွန်တော်လာပြီးတော့ဖြော်ပြပေးပြပါတယ်ဟုတ်ဟုတ်တခြင်းကတော့ဒီမှာလိုအဒီပွဲချိန်မှာမူတည်ပြီးတော့ပေါ့နော်ကျွန်တော်တို့အဆင်ပြေအောင်လို့ကျွန်တော်3နေ့5ဘိုးလောက်တော့အကောင်းဆုံးဖြစ်အောင်လို့ဖြော်ပြပေးသွားပါမယ်ဟုတ် always you made only when you know baby been like this so can be how vacation ကကျွန်တော် lyrics video အနေနဲ့အားလုံးကို release လုပ်ပေးထားပါတယ် vacation tour music video ကတော့အာလာဖို့ရှိရင်လည်းရှိမယ်ရှိမှာပါကျွန်တော်အခုလောလောဆယ်အနေနဲ့လောလောဆယ်လောတလောအနေနဲ့ကျွန်တော်အားလုံးနောက်ထပ်အခွေလေးတစ်ခွေထပ်ပြီးတော့ album လေးတစ်ခုထပ်ပြီးတော့ထွက်လာဖို့ရှိပါမယ်အော်တိုဘာလတွေမှာပဲ release လုပ်သွားဖို့ရှိပါမယ်တချင်ကျွန်တော်ပြန်ပြအခု73မိုးလောက်ထိတည်ထားပါတယ်ဟုတ်အဲ့ချင်းအာ album လေးထွက်လာခဲ့ရင်လည်းအားလုံးအာအပေးကြပါအောင်ပြောချင်ပါတယ် yes ကျွန်တော် ်တချင်းနေစပြီးတော့အဲ့လိုစရေးပြတာဆိုရင်အဲ့လိုငငယ်ရဲ့8တန်းလောက်ခလေးကတော့စပြီးတော့ရေးနေပြီဒါပေမဲ့လည်းတကယ်စောက်ချလုပ်ပြတာဆိုရင်တော့9 10တန်းပြီးရောမှာပေါ့နော်အဲ့တော့အမကြောက်ဘူးဆိုရင်၄5၄5နဲ့လောက်တော့ရှိမှန်းထင်တယ်အဲ့ဒါပြီးရောမှာလည်းဒီ vacation တွေပါဖြစ်လာခဲ့တာပေါ့ဟုတ် secret lake song to shy come me i me အားလုံးတော့ကတော့ကြိုးစားမယ်ထင်ပါတယ်အဲ ခုနောက်ပိုင်းဆိုလည်းအားလုံးကပို့ပြီးတော့တော်လာကြပြီအာ generation တွေကတခုတခုတခုတက်လာတဲ့မြန်အားလုံးကအာပို့ပြီးတော့လည်းပွင့်လင်းလာကြပြီဆိုတဲ့ပုံမှာအများကြီးသိလာကြပါပြီအဲ့တော့အာကျွန်တော်တို့အများကြီးပြောချင်ပါဘူးအများကြီးလည်းခက်ခဲရဲ့လားဆိုရင်အအနေနဲ့များတော့ခက်ခဲတာရှိပါတယ်ဒီအလုပ်တွေဆိုတာကျွန်တော်တို့အနည်းဆုံးတော့ဘာဖြစ်ဖြစ်အာမိဘနဲ့တိုက်ခိုက်လောက်ရတယ်ဒီရမလားအဲ့လိုမျိုးတွေတော့ရှိကြပါဘူးအဲ့လောက်တွေကျွန်တော်ခက်ခဲလို့စကားထည့်မပြောချင်တော့ဘူးဘာလို့လဲဆိုတော့ လူတိုင်းမှာအဲ့ဒါပုံခက်ခဲနေရတယ်လည်းရှိနေနိုင်တယ်ဆိုတော့လေအဲ့တော့ကျွန်တော်ကတော့အဲကျွန်တော်ဒီ pitch နဲ့အရာလေးတစ်ခုကျွန်တော် fashion လေးတစ်ခုနဲ့ကျွန်တော်ဒီတိရအောင်ကြိုးစားလာခဲ့ရဆိုတာလေးတခုပါပဲ။လူတိုင်းကတော့ဒီလှုပ်လှုပ်တယ်ဆိုတာကျွန်တော်ငယ်ကလေးကအမှတ်ခဲ့တဲ့အိမ်မက်ကစင်ပေါ်မှာကျွန်တော်ချင်းနေဆိုခြင်းနဲ့အောက်ကပြိတ္တတွေအများကြီးနဲ့ကျွန်တော်တို့လည်းဖြစ်ချင်နေဆိုတာဒါလူတိုင်းအိမ်မက်ပဲကြားတည်မှာအဲ့လိုအိမ်မက်ကို ဒါရောက်မလားမရောက်မလားတော့ကန့်ညမာပဲ just a fake ပဲဒီရောအဲ့ fake ပုံမှာကျွန်တော်မျှော်လင့်လို့လည်းမရဘူးဗျာဒါဖြစ်လာရဲဆိုရင်ပုံမှာကျွန်တော်ဝမ်းသာလို့ရမယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့လိုကျွန်တော်ဟိုတနေ့ကပြောခဲ့သလိုပဲအဲ့လိုကျွန်တော်တို့အဲဒီလိုဖြတ်တန်းလာရင်လည်း vacation တိရောက်လာရင်အချိန်မှာကျွန်တော် great power ရဲ့နောက်မှာ great responsibility ဆိုတာအမြဲရှိတယ်ဗျာကျွန်တော်တို့ရခဲ့ပုံမှာအနောက်ကပြန်ပြီးတော့ကျွန်တော်စောင့်ထင်းရတဲ့ကျွန်တော်တို့အချုပ်တီးရတဲ့ကိစ္စတွေပြီးတော့အလုံးအလုံးအတွက် အသင့်တရားဆုံးဖြစ်အောင်နေရတဲ့ကိစ္စတွေအများကြီးရှိရပါတော့ဟုတ်ကဲ့ကျွန်တော်ကာလွန်နဲ့ပတ်သက်ပြီးတော့အဲကျွန်တော်အဲဒီတရင်နေကြားတဲ့အချိန်မှာကျွန်တော်အများကြီးကျွန်တော်စိတ်ထိခိုက်ရတဲ့ဘိုင်းရှိတယ်ကျွန်တော်ကကျွန်တော်အများကြီးပြန်ပြီးတော့တွေးပြတဲ့ဘိုင်းရောရှိတယ်ကာလွာရန်ပြောရရင်ကျွန်တော်တို့ဒီဒီဒီ generation မှာကာလွာပြောရရင်တကယ်လူတော်တယောက်ပါဟုတ်တယ်အဲ့လိုဆိုတော့အဲ အများကြီးဝမ်းနေပါရအလုံးနဲ့တူတူဟုတ်ပါဆိုတချို့ကိစ္စရပြောတော့ပါဘောနော်ဟုတ်အဲ fly i got over သူဒီ system တွေကသူလွမြောက်ခြင်းလေဆိုရဲဟာလေတကယ်လွမြောက်သွားရင်လေလွမြောက်သွားပါသေးတယ်လို့ဆုတောင်းပေးပါဟုတ်ကျွန်တော်ကတော့ပြောရမယ်ဆိုရင်သူလည်းတောင်းမှာဆိုတော့အဲပြောရင်သူတို့ကအောင်ဒီ we are 223ကပို့ပြီးတော့ဆုံးမယ်ထင်တယ်ကျွန်တော်တို့ထပ်လေအဲ့လိုဆိုတော့အဲ အမြဲအလိုမျိုး connect ဖြစ်နေရတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ overflow ပါလို့ဆိုပြတဲ့ကာလကြီးမျိုးမှာလို့တွေးပြင်တော့ connection ကကျွန်တော်တို့စကားပြောပြတာကတော့ ACC ပါကျွန်တော် conversation နေရတာဟုတ်ပါဘူးအလုံးကျွန်တော်ပြောချင်တာကတော့ကျွန်တော်ဒီ October လထဲမှာကျွန်တော်ရဲ့ superstar ဆိုတဲ့ခွေလေးထွက်ဖို့ရှိပါမယ်ကျွန်တော်ရှေ့မှာ vacation နဲ့အားလုံးတိခဲ့ပြီးရဲကျွန်တော် star ဆိုတဲ့ album လေးထွက်ခဲ့ပြီးပါပြီအခုတစ်နှစ်ခွဲလောက်ကြာတဲ့အချိန်မှာနှစ်နှစ်နီးပါးလောက်ကြာတဲ့အချိန်မှာကျွန်တော်အခု superstar ဆိုတဲ့ခွေလေးနဲ့အားလုံးရှေ့ကိုပြန်လာခဲ့ပါမယ်အားလုံး အားပေးကြပါအောင်စောင့်မျှော်ပြီးတော့အဲခွေတဲ့ချင်းတွေ taste တွေကိုခံစားပေးကြပါအောင်လို့ကျွန်တော်မိသားရဲ့ခံနေပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ